င်္ဂလာပါကျွန်တော်နေမင်းပါဒီကနေ့လုပ်ငန်းခွင်ထဲမှာအတန်အတွက်မှားတတ်တဲ့စကလုံး၃လုံးအပိုင်းနှစ်ကိုပြောပြပေးပါမယ်ပထမတစ်လုံးကတော့ colleague colleague ကိုလေးလို့အတန်မထွက်ဘူး colleague ဒုတိယတစ်လုံးက business business busyness လို့အတန်မထွက်ဘူး business တတိယတလုံးကကြတော့ opportunity 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 လို့အတန်မထွက်ဘူး opportunity ဆိုတော့ဒီသုံးလုံးကိုကျွန်တော်နဲ့အတူ practice လုပ်ကြည့်အောင် colleague colleague business business opportunity opportunity ဟုတ်ပြီနော်အဲ့တော့ American English အသုံးအနှုန်းနဲ့စကားလုံးအတန်အတွက်တွေကိုကျွန်တော်နဲ့အတူ practice လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel ကို follow လုပ်ထားတယ်ပါ see you tomorrow